အလုတ်လုတ်ရင်းနဲ့နဲလေဖက်ရောက်လာပြီဆိုရင်လေတခုခုစားချင်းစိတ်ကပေါ်လာတတ်ကြတယ်ဟုတ်အဲဒါပေမဲ့ကျမရဲ့နဲ့ညီတဲ့အစာပြေကိုဘယ်လိုရင်းရမလဲဆိုတော့နည်းနည်းလေးစဉ်းစားစရာဖြစ်လာပြီကဲဒီကိစ္စကိုဒီနေ့အတူတူအဖြေရှာကြည့်ကြရအောင်နင်းလင်ဘက်အလုတ်လုတ်လုံးရင်းနဲ့အားနေတလို့လို့ခန်းစားရတာဒါမှမဟုတ်ပါဇက်ကတခုခုစားချင်းစိတ်ပေါ်လာတာမျိုးကကျွန်တော်တို့အားလုံးလွတ်လွတ်ကြုံမှုကြမှာပါအဲ့ဒီလိုအချိန်မှာဘာစားရင်ကောင်းမလဲဆိုတဲ့မိခွန်းရဲ့အဖေကိုအတူတူရှာကြည့်ကြတာပေါ့တကယ်တော့လေ အနှောစရာကောင်းတာကဒီလိုခစ်သစ်ပြဿနာရဲ့အဖြေကိုကျွန်တော်ရဲ့မြန်မာရိုးရာစကားပုံတစ်ခုတည်းမှာတင်ရှားတွေ့တိုင်းလဲဆိုတာပါပဲအဲ့ဒါကတော့မစ်စီအချင်းဝမ်းချင်းဆိုတဲ့ရိုးရှင်းပေမဲ့အင်မတန်အတိတ်ပဲပြီးွားတဲ့စကားပုံလေးပါပဲဆိုလိုတာကမိနာနဲ့စားကြတဲ့စီကူဦးစားမပေးပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကတကယ်လိုအပ်တဲ့အရာကိုပဲချင့်ချိန်ပြီးစားသုံးဖို့လမ်းညွှန်ပေးနေတာပါဒီယူဆနှစ်ခုကတကယ်ကိုစန့်ကျင်ဘက်ပါပဲနော်မျက်စိအချင်းဆိုတာကအမြင်လလလေး ဖွေးမွေးလေးစီကြောမှုန့်တို့တကြားများတဲ့မှုန့်ဒီကိုမြင်တာနဲ့စားလိုက်ပါလားလို့တိုက်တွန်းနေတယ်လို့မျိုးပေါ့ဝါချင်းကတော့တကယ်ကိုခန္ဓာကိုယ်ရဲ့အတန်ဖျားဟေးခဏနေထမင်းစားခြင်းအထိအားရှိနေဖို့အမြန်တက်များတာလေးပရိုတင်းပါတာလေးကို ပမာဏမှန်မှန်လေးပဲစားတော့ဆိုပြီးတတိပေးနေတာမျိုးပါဒါကြောင့်အဓိကအချက်ကရှင်းရှင်းလေးပါပဲကျွန်တော်တို့ဟာအစာပြေစားတဲ့အခါတိုင်းဝါအချင်းဆိုတဲ့လျှံ့ညွတ်ချက်အကైတတိလေးနဲ့ရွေးချယ်ဖို့ပါပဲကဲစကားပေါင်းကိုနဲ့လျှံ့ညွတ်ချက်ရပြီဆိုတော့ ဝမ်းရှင်နဲ့ကဲ့ညီတဲ့လက်တွေ့စားစရာတွေကဘာတွေဖြစ်မလဲတစ်ချက်လောက်ကြည့်လိုက်ကြအောင်ပထမဆုံးအမျိုးအစားကတော့တတိဝက်လန်ဒီပါဒါတွေကတဘာဝအချို့လက်ကိုဖြည့်တင်းပေးတယ်ပြီးတော့အမြန့်တန်တဲ့ဗီတာမင်တွေလည်းအများကြီးကျွတ်သွားတယ်လေဥပမာ မာလကာသီးလိုအမင်းတက်များပြီးဝါးစားရတဲ့အသီးမျိုးပေါ့ဒါမှမဟုတ်ငပြောသီးလိုစွန့်ရင်ချက်ချင်းပေးနိုင်တဲ့အသီးပန်းသီးလိုရေတပ်ပါဝယ်ပြီးပိုက်ပြည့်စေတဲ့အသီးတွေကိုရွေးချယ်လို့ရပါတယ် ဒါပေမဲ့နော်ဒီမှာတတိထားရမယ့်အချက်တခုရှိတယ်။ကျောင်းမအင်းနဲ့ညီညွတ်တယ်ဆိုပြီးအများကြီးစားလို့တော့မဖြစ်ပါဘူး။ဥပမာငပြောတိဆိုရင်တော့တနည်းကိုတလုံးလောက်ဆိုရင်ကိုတော်တော်လေးလုံလောက်နေပါပြီ။တတိယကောင်းပေးမယ့်ဘိုက်ပီလာတာကြာကြာမခံဘူးလို့ခန်းဆိုင်ရရင်တော့ကဲဒီဒုတိယမျိုးစားကအဆင်ပြေပါလိမ့်မယ်။ဒါကတော့ပရိုတင်းနဲ့အဆီကောင်းတွေပါ။သူတို့ကသွေးသင်းထကြတဲ့ကိုထန်းကြီးပေးပြီးဘိုက်ကိုအကြကြီးအီဆွေတယ်လေ။ အလွယ်တကူစားလို့ရတဲ့ပြုတ်ထားတဲ့ကျပုတလုံးနှလုံးဒါမှမဟုတ်ဘာဒင်စည်းတို့မြေပဲလော်တော့အခွန်မာတီးတွေကတကယ်ကိုရွေးချယ်စရာကောင်းနေပါဟာဒီနေရာမှာပဲ one chin ဆိုတဲ့စကားကပြန်အသွင်ဝင်လာတာပေါ့ဟုတ်တယ်အခွန်မာတီးတကကောင်းတော့ကောင်းတယ်ဒါပေမဲ့ကယ်လိုရီကလည်းမနည်းဘူးလေဆိုတော့လက်တဆုတ်စာလောက်ဆိုတော်တော်လေးကိုလုံလောက်နေပါပြီအဓိကကဘာလဲဆိုတော့အဲ့ဒီပရမနာကိုချင့်ချိန်တတ်ဖို့ပါပဲရည်ကြီးဆုံးပဲ ကဲနောက်ဆုံးအမျိုးအစားကတော့ကျွန်တော်တို့ရဲ့မြန်မာရိုးရအစားအစာတွေထဲကဂျမားရင်နဲ့ညီညွတ်ပြီးစီမပါတဲ့ရွေးချယ်စာတွေပေါ့ပြုတ်ထားတာဖြစ်ဖြစ်ပေါင်းထားတာဖြစ်ဖြစ်ကန်ဆုံအိုးတို့ပြောင်းဖူးတို့ဟာအမြန်တက်တဲ့ကာဗိုဟိုက်ဒရိတ်ကောင်းတွေကြွေဝါတဲ့အတွက်တကယ်ကိုအကောင်းဆုံးအစာပြေတွေဖြစ်ပါတယ်ဟုတ်ပါတယ်ဒီမှာလဲပမာဏကအရေးကြီးပြန်ရောကန်ဆုံဆိုရင်အရွယ်တော်တုံးပြောင်းမှုဆိုရင်လဲ တဖူးရတဝက်လောက်ဆိုရင်ကိုပဲ viral လုံလုံးနေပြီလေကဲဒါဆိုရင်တော့အဓိကမှတ်ထားရမယ့်အချက်တွေကိုအနည်းချုပ်အနည်းနဲ့တစ်ချက်လောက်ပြန်ကြည့်လိုက်ကြရအောင်နော်အဓိကမှတ်သားထားမှာကတော့ဝမ်းချင်ကို အမြဲဦးစားပေးပါပြီးတော့အထိုးပိုးနဲ့လာတဲ့စီကြော်ထားတဲ့တကြားအယမ်းများတဲ့အရာတွေကိုရှောင်ပါအစာပြေဆိုတာနောက်ထပ်အတွက်အားဖြည့်တာဖြစ်ပြီးအဓိကအစာစားကိုအစာထိုးတာမဟုတ်ဘူးဆိုတာကိုအမြဲတည်းရပါ နောက်ဆုံးအရေးကြီးဆုံးကတော့ခုခန္ဓာကိုယ်ရဲ့အတန်ကိုနားထောင်ပြီးတကယ်ပိုက်စာမှာစားဖို့ပါပဲဒါဆိုရင်လေနောက်တစ်ခါအစာပြေစားခြင်းဆိုပြီးပေါ်လာတဲ့အခါမှာခဏလေးရပ်ပြီးကိုယ့်ကိုပြန်မေးကြည့်စားတော့အခုငါစားခြင်းနေတာကမျက်စိရဲ့အကျင့်ကြောင့်လားဒါမှမဟုတ် one bite ရဲ့တကယ်လိုအပ်ချက်ကိုနားထောင်ပြီလို့လားဆိုတော့ပေါ့နော်